ဒီ mindset ကကျွန်တော်တို့ရဲ့ဘဝကိုဥဆောင်သွားမှာကောင်းမွန်တော့ mindset ကကိုယ့်ဘဝကိုကောင်းစေလိမ့်မယ်ဒါကြောင့် your life is as good as your mindset ပဲเนาะဆိုတော့တနည်းအားဖြင့်တော့ကိုယ့် mindset ကကိုယ့်ရဲ့ life ပဲအဲ့တော့အတွေးဒီဘဝကိုဥဆောင်တယ်အတွေးဒီဘဝကိုဥဆောင်တယ်เนาะအတွေးတို့အတိညာဉ်တို့စဉ်းစားဉာဏ်တို့ဆိုတဲ့အရာဒီဘဝကိုအကောင်းဆုံးဥဆောင်နေတော့အရာဖြစ်တယ်အဲ့တော့တင်ဘလိုတွေးတယ်လဲဆိုတာတင်ဘဝပဲ ကိုဘလို့စဉ်းစားနေတယ်လဲဆိုတာကို့ဘဝပဲအဲ့ဒါကြောင့်အခုကို့အတွေးထဲမှာဘာတွေရှိနေတယ်လဲဆိုတာစဉ်းစားကြည့်လိုက်အများဆုံးပေါ့နော်ကို့အုံနောက်ထဲမှာအများဆုံးနေရာယူထားတဲ့အကြောင်းအရာတွေဟာဘာတွေဖြစ်မလဲအဲ့ဒါကို DMX တွေစဉ်းစားနော်ကို့ဘဝမှာအဲ့ဒီအရာတွေကဖြစ်ပေါ်လာလိမ့်မယ်ကို့ခေါင်းထဲမှာရှိနေတဲ့အတိုင်းကို့အတွေးထဲမှာရှိနေတဲ့အတိုင်းကို့ဘဝဟာဖြစ်နေတယ်အဲ့ဒါကိုအမြဲတမ်းမှတ်တာဒါက formula တစ်ခုပဲတနည်းအားဖြင့်နေရာမှာတစ်ခုပဲ law တစ်ခုပဲကိုကောင်းထဲမှာကိုအတွေးထဲမှာရှိနေတဲ့အတိုင်းကိုဘဝဖြစ်နေလိမ့်အဲ့ဒါကိုစာအုပ်ထဲမှာတစ်ခါလဲချရည်เนาะကိုကိုကိုဆိုရင်ကိုကိုကိုစားပြူလာဆိုငါအတွေးပေါ့ငါအတွေးထဲမှာရှိနေတဲ့အတိုင်းငါဘဝဟာဖြစ်နေလိမ့်မယ်အဲ့စကားလေးကိုအများရန်ရေးတယ်เนาะငါအတွေးထဲမှာရှိနေတဲ့အတိုင်းငါဘဝဟာဖြစ်နေလိမ့်မယ်ဆိုတော့ကိုအတွေးထဲမှာဘာတွေရှိနေတယ်လဲဥပမာ ကြောက်စိတ်တွေရှိနေတယ်ကိုအတွေ့ထဲမှာအကြောက်တရားတွေစိုးမိုးနေတယ်ဆိုလို့ရှင်ကိုဘွားကြီးကလည်းကြောက်ကြောက်လန့်လန့်နဲ့ဖြတ်သန်းနေရမှာဘာအကြောက်နေမှန်းတော့မသိဘူးကိုမှာအကြောက်တရားရှိမယ်ဆိုဥပမာကိုရဲ့အတွေ့ထဲမှာနော်ကိုရဲ့အတွေ့ထဲမှာဟိုစိတ်ညစ်စရာတွေတို့နော်စိတ်တက်ကြစရာတွေတို့ဝမ်းနည်းစရာတွေတို့ကအရာမှာ80 90လောက်ကနေရာယူထားတယ်ဆိုပါစို့ဒါဆိုရင်တင့်ဘွားကြီးကပျော်ရွှင်ရပါလိမ့်မလားပျော်ရွှင်ရအောင် ိုအတွေးထဲမှာအဲ့ဒါတွေကနေရာယူထားတယ်။နေရာပေးထားတယ်။နေရာယူထားတယ်။အဲ့တော့ဒါတွေကိုသင်အတွေးတွေကနေမောင်းထုတ်ပြမှာရ။ဒါအတွေးတွေကနေအဲ့ဒါတွေထွက်သွား။အဲ့ဒါတွေငါစိတ်တွေကနေထွက်သွား။ဟုတ်ပြီနော်။ကောင်းတာတွေပဲလာခဲ့။အဲ့တော့မိမိရဲ့အတွေးနဲ့မိမိရဲ့ဘဝကိုတည်ဆောက်မှာ။ဘာနဲ့တည်ဆောက်မှာလဲကိုယ့်ရဲ့ဘဝကိုမိမိရဲ့အတွေးနဲ့မိမိရဲ့ဘဝကိုတည်ဆောက်။ဒါကြောင့် positive mindset ဆိုတာဒီ positive life ကိုဖြစ်စေတယ် positive ဆိုတာအကောင်းကြီးများသောဘဝပဲ plus တွေ plus တွေ negative ဆိုတာအနှုတ်တွေများတဲ့ဘဝ negative life အနှုတ်တွေများတဲ့ဘဝဆိုတာအခုကယ်စဉ်းစားကြည့်ကြည့်ကျွန်တော်တို့ရဲ့အခုအပြင်ပဝင်းကျင် saturation အခြေအနေကြီးကအပေါင်းနဲ့အနှုတ်ဘယ်ယာတွေများနေလဲအခုလက်ရှိဟုတ်လားဟုတ်ရဲ့ saturation ဆိုတာ နှုတ်တယ်နော်ဘယ်နေရာကြည့်ကြည့်အနှုတ်ပဲ online ပေါ်တက်ကြည့်လဲအနှုတ်တည်းပဲနော်အဲ့တော့ဟိုစိတ်စင်းရဲစရာတွေကြီးပဲစိတ်ညစ်စရာတွေကြီးပဲနော်မတေချာမရေရာတဲ့အခြေအနေကြီးပေါ့နော်ဟိုတရက်က9ရက်လောက်ရှိပြီကျွန်တော်တင်လာတယ်နော်မတေချာမရေရာတဲ့အခြေအနေကြီးမှာတေးသေးချာချာစုပ်ကင်ထားတင်တာဘယ်အရာလေးများဖြစ်မလဲအများကြီးပဲအောက်မှာ comment မရဲ့လက်ကလေးပါလို့ပေါ့ဒီမှာ တည်ကြတဲ့အခြေအနေမျိုးမှာသူမရဲ့လက်ကလေးတောင်သူကစုတ်ကင်ထားခြင်းတည်းအဲ့လိုမျိုးပေါ့တရားနဲ့တရားမတူဘူးเนาะဒီမှာကိုကျင့်တရားပါလို့ပညာပါလို့ဇွဲပါလို့အဲ့ဒါဒါလေးတွေပဲအဓိကကမိမိကိုကိုလာအာကိုရဆိုတဲ့အတိုင်းပဲကိုကိုအာကိုတယ်ဆိုတာပူဆိုတဲ့ခန္ဓာကိုယ်ကြီးမှာခန္ဓာကိုယ်ကြီးမှာเนาะခေါင်းတွေလက်တွေခြေတွေရုပ်ဆိုတဲ့ body ရှိတယ် အဲ့ body ကိုအကူရမလားအဲ့ဒီ body ကိုအဓိကဥဆောင်နေတာကဘာဥဆောင်နေရလဲဆိုရင်အတိညာညာကဥဆောင်နော်အဲ့တော့လူတိုင်းစီမှာအုံနောက်ရှိတယ်ဒိဋ္ဌိဆန်ဒီစီမှာလည်းအုံနောက်တည်ရှိတာအုံနောက်ရှိတာနဲ့ညာရှိတာနဲ့မတူပြန်အောင်အုံနောက်ထဲမှာအတိညာဆိုတာရှိရအတိညာဆိုတာဘာလဲဆိုရင်ဝေဖန်ပိုင်းခြားနိုင်တာကောင်းလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လား ြစ်တင်လားမဖြစ်တင်လားမှန်သလားမှားသလားအဲ့ဒါအဲ့ဒါလူတွေစီမှာရှိတော့အတိညာပဲဒါကြောင့်လူဟာကဘာကြီးကိုပြောင်းလဲနိုင်တယ်နော်တခြားသောတတဝါတွေအကုန်လုံးကို तू ကအုပ်ချုပ်နိုင်တာဘာအုပ်ချုပ်တာလဲအတိညာအုပ်ချုပ်တာအတိညာအုပ်ချုပ်တာဒါကြောင့်အတိညာမဲ့ရင်အဲအုပ်ချုပ်လို့မရဘူး control လုပ်လို့မရဘူးဘဝကြီးကိုထိန်းလို့မရဘူးဒါကြောင့်မရေရာတဲ့အခြေအနေအမျိုးမျိုးမှာတေချာရေရာတာဆိုလို့နော် အားကိုးစရာဆိုလို့မိမိရဲ့အတိဉာဏ်သာလင်းရှိတယ်။အဲ့ဒီအခြေအနေမျိုးမှာအတိဉာဏ်မှာထက်ကင်းမဲ့သွားပြီဆိုရင်သွားပြီ။အဲ့တော့ဒီလိုအခြေအနေမျိုးမှာလူတိုင်းဒီခုနပြောတဲ့ negative mindset လို့ပြောတဲ့အတွက်အဲ sorry negative အနှုတ်တွေများလာလို့ပြောတဲ့အတွက်ဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်။စီးပွားရေးတွေဆုံးရှုံးနေเนาะမိတ်ဆွေတငယ်ချင်းတွေဆုံးရှုံးနေကိုယ့်ရဲ့ချစ်သူခင်သူတွေတချို့ဆိုမိသားစုဝင်တွေပါဆုံးရှုံးသွားတယ်။နောက်တစ်ခါငွေတွေလည်းဆုံးရှုံးသွားတယ်။ဆုံးရှုံးစရာတွေအများကြီးမရှိဘူးလား။ အာပဝင်းကျင်မှာကြည်လိုက်เนาะတချို့နယ်မြေတွေဒေသတွေဆုံးရှုံးရတယ်လူတွေဆုံးရှုံးရတယ်မြို့တွေဆုံးရှုံးရတယ်ဆုံးရှုံးစရာတွေအများကြီးပဲအော်အဲ့ဒါတွေအားလုံးနဲ့မှမှကိုယ့်ရဲ့အတိညာဉ်နဲ့စိတ်တက်ပါဆုံးရှုံးသွားပြီဆိုရင်အရာအားလုံးဆုံးရှုံးသွားတာတဲ့မှာအတိညာဉ် mindset ကောင်းမွန်သော အတွေးခေါ်စိတ်ထားမဆုံးရှုံးသေးသေး၍ဘယ်အရာမှမဆိုပြန်ဆလို့ရတယ် ါမဲ့ဒီအရာဆုံးရှုံးသွားရင်တော့အလုံးစုံဆုံးရှုံးသွားတာပဲဟုတ်ပြီနော်ဥမာပတ်စံတွေဆုံးရှုံးသွားပြန်ရှာလို့ရစီးပွားရေးတွေဆုံးရှုံးသွားတယ်ပြန်တည်ဆောက်လို့ရတယ်ဒါမဲ့တင်းရအတိညာဆုံးရှုံးသွားတယ်အတွေးခေါ်ကောင်းတွေဆုံးရှုံးသွားတယ်စိတ်ခံယူချက်အကောင်းတွေဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်တော့အဲ့ဒါဘဝပြတ်ပြီတကယ်တမ်းဘဝပြတ်တယ်ဆိုတာအုံနောက်ပြတ်သွားတာပဲနော်တနည်းအားဖြင့်အတွေးခေါ်တွေပျက်စီးသွားတာပဲအဲကြောင့်တချို့တွေက လူတွေရဲ့ဘဝကိုဖျက်ဆီးခြင်းနဲ့မလုပ်လဲဆိုတော့သူ့ရဲ့အတွေးခေါ်ဖျက်ဆီးပြတ်တယ်နော်သူ့အတွေးခေါ်ဖျက်ဆီးဖျက်ဆီးပြတ်တယ်ဒီနေ့အပြင်ပညာမရှိအောင်လုပ်တယ်မစင်းစားတတ်အောင်လုပ်တယ်မတွေးတတ်အောင်လုပ်တယ်ညံတုံးအောင်လုပ်တယ်ပိန်းနေအောင်လုပ်တယ်ဒါဆိုသူ့ဘဝကသွားပြီအဲ့တော့တကယ်တမ်းကိုဘဝကိုအကောင်းဆုံးတည်ဆောက်ဖို့ဆိုတာအဲ့ဒီ mindset အရင်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ဒီကမိသားစုဝင်တွေ life and success မှာအရေးကြီးဆုံးကတော့ဒီ တွေးပဲနော်တွေးပဲသင်ဘဝရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကသင်ရဲ့ mind သင်ရဲ့အတွေးပဲကြီးမားဆုံးပိုင်ဆိုင်မှုသင်မှာကြီးကြီးမားမားပိုင်ဆိုင်တာပါရှိတယ်လဲဆိုစဉ်းစားလိုက်ဩကိုဝယ်ထားတဲ့မြေခွက်ကြီးလားကိုဝယ်ထားတဲ့တိုက်ကြီးလားကိုပိုင်ထားတဲ့ရွှေဘဏ္ဍပိတ်သားလားကိုစုထားတဲ့ပစံသိမ်းပေါင်းများစွာအကြီးမားဆုံးပိုင်ဆိုင်မှုလားကိုဝယ်ထားတဲ့ကားအကောင်းစားလား ကိုယ်ဝယ်ပြီးတော့စုဆောင်းထားတဲ့စိတ်နေရွှေတွေယတနာတွေလက်ဝတ်ယတနာတွေလားအဲ့ဒါတွေမဟုတ်ဘူးတဲ့အဲ့ဒါတွေထက်ကြီးမားတဲ့ပိုင်ဆိုင်မှုကြီးကတော့သင် mindset ပဲ။ဘာ mindset လဲ positive mindset positive mindset နော်။အဲ့မှာ positive mindset ရှင်ရွှေတွေငွေတွေမြေတွေတိုက်တွေကားတွေယတနာတွေထက်တန်ဖိုးရှိတဲ့အရာရှိရလို့ပြောလို့ရတယ်။အဲ့ဒါသင်ကိုယ်ထဲမှာရှိရင်သင်တန်ဖိုးကကြီးမားတာပဲ။လူတယောက်တန်ဖိုးကြီးမားတယ်ဆိုတာ ူ့မှာကောင်းမွန်မှန်ကန်သောအဲဒီစိတ်နေစိတ်ထား mindset တွေရှိတာအဲ့တော့အခုဒီဟာကိုကိုယ်ရင်ထဲမှာပြောထားအောင်နော်ကိုယ်အုံနောက်ထဲမှာဒါကိုစိုက်ပြိုးမယ်မွေးမြူမယ်တိဆောက်မကောင်းလားကောင်းမယ်နော်ဟုတ်ပြီလက်ကောက်လက်ခံရလားလက်ခံပါစေ